ထွက်လောင်လို့ပို့ရနော်အဲ့တော့ကို့မှာကောင်းတဲ့အချင်းတွေဘလောက်များတယ်လဲလို့စဉ်းစားကြည့်ပို့အခုပညာသင်နေတာလည်းပဲအချင်းတစ်ခုပဲနော်ပစ္စည်းတစ်ခုကိုဖြစ်အောင်လုပ်ပေးနေတာလည်းပဲအချင်းတစ်ခုပဲအခုဒီမှာလမ်းတွေလုပ်နေတယ်နော်ဒါပညာရှင်တွေလုပ်ပေးနေတာပဲနော်အင်ဂျင်နီယာတွေလုပ်ပေးနေတာဒါသူ့အချင်းတစ်ခုပဲနော်အဲ့တော့ဘယ်လိုအချင်းဖြစ်ဖြစ်ကို့အချင်းကိုထုတ်ရလို့ရှိရင်သူကရှင်းတတ်မှုနည်းနည်းတော့ရတယ်နော်ဒါပေမဲ့ဒါဟာလူတယောက်မှာရှိတဲ့အမြင့်အမားဆုံးအချင်းလားမဟုတ်သေးဘူးနော် ဟိုဒီချင်းနဲ့အလုတ်လုတ်လို့သူ့အတွက်စားဝတ်နေရေးအဆင်ပြေတယ်ကိုသူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအတွက်အတုံးဝင်မဲ့အဆင်ပြေမဲ့လမ်းတို့တံတားတို့တိုက်တို့သူလုတ်ပြရတဲ့အတွက်ကြောင့်စိတ်ထဲမှာကျဉ်းနှံမှုရပါနော်အဲ့တော့တစ်ချိန်မှာသူလာကြည့်လို့ရှိရင်တော့မှဒီလမ်းဟာငါလုတ်သွားတာလို့သူပြောလိုက်ရရင်သူတော့ဂုံယူမှာနော်စိတ်အများကြီးချမ်းသာပါအဲ့လိုပဲတချို့ဆရာဝန်ကြီးတွေကစေဝါတွေပါတယ်အများကြီးတီထွင်ပေးခဲ့တယ်နော်လူသားတွေအကျိုးရှိမဲ့ကိစ္စလေအဲ့ဒီအတွက်သူတို့အမှန်ဂုံယူတယ်အမှန်တမ်းစိတ်ချမ်းသာတယ် ဲ့တော့လူဟာမိမိအကျိုးအများအကျိုးကို များများ ဆောင်ရွက်ရလေလေ စိတ်ပူချမ်းသာလေလေဖြစ်တယ်နော်ဒါသဘာဝတစ်ခုပဲနော်သို့တော့လူမှန်တလောက်တင်မကဘူးပစ္စည်းပစ္စည်းတွေကိုလုတ်တက်တဲ့အရေးချင်းတွေမကဘူးတခြားအရေးချင်းတွေအများကြီးရှိသေးတယ်အဲ့တခြားအရေးချင်းတွေမှာအမြင့်မားဆုံးဟာတရားပဲနော်အဲ့တော့ကိုချင်းစာနိုင်တာလူအရေးချင်းဘလောက်ကိုချင်းစာနိုင်မလဲကိုကိုစဉ်းစားကြည့်သမားအမြင့်ရတာကိုကိုကိုပြန်မေးပါ ငါအတတ်နိုင်ဆုံးကိုချင်းစာမယ်ဒီတစ်ခုလက်ကင်ထားကြည့်လူတယောက်ကိုမြင်နေတဲ့ပြင်နဲ့ငါကိုချင်းစာတော့မယ်ဟောငါ့ကိုဟိုအေးအေးစီစီလေးလေးစားစားတံမိုးထားပြီးတော့ပြောမယ်ဆိုမယ်ဆက်ဆံမယ်ဆိုရင်ငါကြိုက်တယ်နော်ထို့သူပဲငါကိုချင်းစာလိုက်မယ်သူ့ကိုငါအေးအေးစီစီပြောမယ်ဒေါသနဲ့မပြောဘူးနော်အေးအေးစီစီပြောမယ်ကိုချင်းစာပြီးတော့ပြောမယ်လေးလေးစားစားလေးသူ့ကပြောလိုက်မယ်ဆိုတဲ့စိတ်နဲ့ပြောကြည့်နော်ဆက်ဆံရေးအများကြီးအဆင်ပြေလာမယ်နော် ဒီဆက်ဆံရေးထဲမှာကိုပဲကိုယ့်ရဲ့စိတ်ရင်သဘောထားအင်တန်မြင့်မြတ်တဲ့စိတ်ရင်သဘောထားဖြစ်လာတယ်နော်အမှန်တော့ကိုချင်းစာလိုက်တယ်ဆိုတဲ့ကူကတော်တော်မြင့်မြတ်သွားပြီနော်ဒါပစ္စည်းတစ်ခုလူတယောက်ကိုပေးတာမဟုတ်ဘူးနော်လူတယောက်ကိုပစ္စည်းတစ်ခုပေးတာ ਨੇ အဲ့ဒီလူတယောက်ကိုလေးလေးဆက်ဆံဆက်ဆံတာ ਨੇ ဟာအင်တန်กว่าတယ်လေးလေးဆက်ဆံဆက်ဆံလိုက်တာဘာကိုပေးတာလဲဆိုတော့ကိုယ့်ရဲ့အကောင်းဆုံးကိုသူ့ပေးလိုက်တာပဲကိုကိုကိုပေးလိုက်တာပဲနော် relationship တစ်ခုမှာဆက်ဆံရေးတစ်ခုမှာမိမိကိုကိုပေးလိုက်တာ အဲ့ဒါတစ်ချက်လေးလေးနဲ့စဉ်းစားကြည့်ပေါ့ဗျာနော်ဒီအိဘယ်ကိုမြင်နိုင်သလားနော်လူတယောက်ကိုကိုချင်းစားပြီးတော့လေးလေးဆက်ဆက်ဆက်ဆံလိုက်တာဟာမိမိကိုယ်ကိုပေးလိုက်ခြင်းပဲနော်ဒီထက်ပိုတော့ပေးနိုင်အောင်မလားမပေးနိုင်တော့ဘူးနော်ဘလောက်မြင့်မြတ်သွားလဲဆိုတာအဲ့ဒါကြည့်ပေါ့ဗျာနော်အဲ့တော့ဆက်ဆံရေးမှာမိမိကိုယ်ကိုပေးနေရတယ်ဆိုတာကိုသဘောပေါက်စေခြင်းနော်အဲ့တော့ကိုချင်းစားတဲ့စိတ်နဲ့ဆက်ဆံလိုက်ပြီဆိုရင်အလိုလျောက်တီလာမြင်သွားပြီเนาะတချို့က ဟိုသူတို့ဘာတက်တိုင်ရင်နှုံးပွားကြရင်ဘယ်လိုဒုက္ခရောက်မလဲနော်အဲ့လို၆လှမ်းလဲလို့ရှိရင်ကြောက်ပြီးတော့မလုပ်ပြစ်တော့နော်ကောင်းတော့ကောင်းပါတယ်မလုပ်ပြစ်တာတော့ကောင်းတယ်နော်ဒါပေမဲ့ကိုပြန်ပြီးတော့ဒုက္ခရောက်မယ်ဆိုတာကိုကြောက်ပြီးတော့မလုပ်တာနဲ့နော် သူ့ကိုကိုချင်းစာပြီးတော့သူဟာလဲငါလိုလူသားတယောက်ပဲနော်သူ့မှာထိခိုက်မှနစ်နာမှာကိုသူမကြိုက်ဘူးလူမဟုတ်ပေမဲ့တိရစ္ဆာန်ပင်ဖြစ်တော်လဲပဲသူလည်းပဲတေမှန်ကြောက်တာပဲနော်ငါလည်းပဲတေမှန်ကြောက်တာပဲ ငါ့ကိုထိခိုက်အောင်လို့လုပ်တာကိုငါမကြိုက်ဘူးဒါကြောင့်ငါသူ့ကိုထိခိုက်အောင်မလုပ်ဘူးဆိုတဲ့ကိုချင်းစားတဲ့စိတ်နဲ့မလုပ်ပဲနေတာကပိုမြင့်မြတ်တယ်နော်ကြောက်ပြီးတော့မလုပ်ပဲနေတာနဲ့ဆိုင်ရင်ကိုချင်းစားတဲ့စိတ်နဲ့မလုပ်ပဲနေတာကပိုပြီးတော့မြင့်မြတ်တယ်နော်ထို့သူပဲတခြားတခြားတိလာတွေလည်းတခုချင်းစဉ်းစားကြည့်နော်အဲ့တော့ကိုချင်းစားတရားတစ်ခုကိုလက်ကင်ထားမယ်ဆိုရင်ကိုပဲအင်မတန်မြင့်မြတ်တဲ့လူဖြစ်နေပြီနော်တလောအခက်ကြီးမဟုတ်ဘူးနော်အဲ့တော့ တခြားလည်းပဲမေတ္တာကရုဏာနဲ့ဆက်ဆံမယ်ဆိုပါတော့ဒါလည်းတူတူပါပဲကိုယ့်ကိုသူတစ်ပါးမေတ္တာထားတာကိုသိလို့ခြင်းတာပဲနော်အဲ့တော့သူတစ်ပါးကိုလည်းပဲကိုကမေတ္တာနဲ့မေတ္တာဆိုတာကောင်းစေခြင်းတာကိုပြောတာနော်ဒီအကြောင်းကိုခုတနေ့ကတစ်ခေါက်နည်းနည်းကြည်ကြဲလေးပြောခဲ့ပြီးပြီဒီနေ့တော့အဲ့လောက်အကြေကြီးပြောဖို့ရအချိန်မပေးနိုင်ဘူးနော်နောက်တစ်ခေါက်ကြုံရင်တော့ပြောအောင်ပါအဲ့တော့လူတိုင်းဟာမေတ္တာကိုလိုရှိတယ်နော်မိဘစီကမေတ္တာလိုခြင်းတယ်ပေါင်းခြင်းအတန်းဝင်းစီကမေတ္တာလိုခြင်းတယ်နော်မေတ္တာများများရလို့ရှိရင်စိတ်ပူအေးချမ်းတယ် ဲ့တော့ security ဆိုတာကတကယ်တော့မြေတားနဲ့မှပဲရတယ်နော်စိတ်ထဲမှာလုံခြုံတယ်အေးချမ်းတယ်စိတ်ချတယ်နော်ဘေးအန္တရာယ်ကင်းတယ်ဆိုတဲ့စိတ်မျိုးဖြစ်နေတာကမြေတားနဲ့မှပဲဖြစ်နေတယ်ပစ္စည်းဥစ္စာတွေအများကြီးရှိတဲ့လူကအင်ကိုတေချာတခါလဲ concrete တွေနဲ့ဆောင်မယ်တန်တကားကြီးတွေတတ်မယ်တော့ခတ်မယ်နော်အင်ကိုတခါလဲပတ်ဝန်းကျင်မှာဥဒထိုင်းကြီးတွေခတ်ထားမယ်အိမ်ထဲမှာအဆောက်အဉ်ထားမယ်နော်ခွေးကြီးတွေထားမယ်လုံခြုံပြီလားဆိုတော့သူမလုံခြုံသေးဘူးနော်သူမှ insecurity ရရှိသေးတာပဲ အကယ်၍မေတ္တာသာထားနိုင်မှဆိုရင်အများကြီး secure ဖြစ်တယ်။အော်ကိုကိုတိုင်ကတကယ်လက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 ်မေတ္တာစိတ်ထားနိုင်ပြီဆိုရင်ကိုမေတ္တာကြောင့်ကိုပဲကိုစိတ်ထဲမှာတော်တော်ကို secure ဖြစ်လာတယ်နော်။အဲ့တော့ insecurity ဆိုတဲ့စိတ်ထဲမှာမလုံးယုံတဲ့သဘောစိတ်မချတဲ့သဘောစိတ်မအေးတဲ့သဘောဟာအမှန်တော့မေတ္တာကင်းမဲ့လို့ဖြစ်တာပဲ။အဲ့တော့လူတွေမေတ္တာကင်းမဲ့လေလေ insecurity ကပုံများလေလေပဲနော်။အဲ့တော့ကိုကိုတိုင်ကသူတစ်ပါးကိုမချစ်တတ်မခင်တတ်မယုံတတ်တဲ့လူဟာ သူတပားလည်းကိုယ့်ကိုချစ်လိုက်မယ်ခင်လိုက်မယ်လို့ तू မယုံဘူးနော်ဘယ်သူမှ तू မယုံစိတ်မချဘူးနော်အဲ့တော့တကယ် security ဆိုတာဟာပစ္စည်းဥစ္စာမှမရှိဘူးနော်မြစ်တံမှာပဲရှိတယ်သူ့သူပဲကရုဏာလည်းဒီတိုင်းပါပဲနော်အဲ့တော့ပြီးတော့ရိုးရိုးသားသားဆက်ဆံနော်ကိုယ့်ကိုလူတယောက်ကတကယ်ကိုလိန်တာညာတာဟန်လောက်တာမပါဘဲနဲ့အယိုးသားဆုံးအပွင့်လုံးဆက်စင်းဆုံးအပွင့်လင်းဆုံးဆက်ဆံမယ်ဆိုရင်စိတ်ထမှာမနဲ့နေဘူး အင်တန်အီဂျန်နော်အဲ့တော့ရိုးရိုးသားသားပွန့်ပွန့်လင်းလင်းဆက်ဆံတာဟာစိတ်ကိုအေးချမ်းစေတယ်နော်ကျင့်တတ်မှုကြည်လင်မှုအများကြီးရစေတယ်အဲ့တော့လူတယောက်နဲ့စကားပြောတဲ့ခါမှာ "तू ငါ့ကိုလိန်နေတာလား"အဲ့လိုတွေးနေရပြီဆိုရင်ဘယ်နဲ့နေမလဲဆက်ဆံတာအားမရှိတော့ဘူးနော်ကျင့်တတ်မှုအေးချမ်းမှုမရတော့ဘူးနော်အေးအဲ့တော့ပရိယေမတုံးဘဲနဲ့ရိုးရိုးသားသားပွန့်ပွန့်လင်းလင်းဆက်ဆံတာဟာလူတယောက်ကိုကိုကပေးနိုင်တဲ့အကောင်းဆုံးအရာတစ်ခုဖြစ်ပြန်တယ်နော်အဲ့တော့ ငါသူ့ကိုအကောင်းဆုံးတစ်ခုပေးမယ်ဆိုရင်ဘာပေးရမလဲပစ္စည်းပေးမလားတို့မဟုတ်ယူသားပွင့်လင်းတဲ့ဆက်ဆံရေးကိုပေးမှာလားစဉ်းစားဖို့တင်နော်အဲ့တော့ဒါတွေဟာလူတွေမှာရှိတဲ့အကောင်းဆုံးအရာတွေပဲနော်ဒီထက်ပိုတဆင့်တက်လို့ရှိရင်တည်ငြိမ်အေဂျင့်နဲ့စိတ်နော်အဲ့ဒါလူတိုင်းမှာမျိုးစိအနေနဲ့ရှိပြီးသားနော်လေ့ကျင့်ရမယ်ပြုစုပြောင်းထားမှာနော်မရှိသေးတာကိုရှိအောင်လုပ်တာမဟုတ်ဘူးရှိပြီးသားကိုအားကောင်းလာအောင် လေ့ကျင့်ပြုစုပြောင်းထောင်တာနော် တော့တမာတိကောင်းအောင်ကြိုးစားပြော့ပွားများပြီးနေသွားမယ်တတိကောင်းအောင်ကြိုးစားပွားများပြီးနေသွားမယ်ဆိုတော့အဲ့တော့တမာတိကောင်းလိုက်ရင်ကိုပဲစိတ်ကအတိတ်အနာဂတ်ကိုတွေးတာအမှန်နေသွားပြီးတော့အမှန်ကြည်လင်အေးချမ်းနေတတိကောင်းလာလို့ရှိရင်노ကြားနေပြီးတော့အရာရာတိုင်းကိုပို့ပြီးတော့သိလာတယ်အဲ့တော့တမာတိကတည်ငြိမ်မှုကိုဦးစားပေးတယ်တတိကသိမှုကိုဦးစားပေးတယ်ဒီနှစ်ခုတွဲပြီးတော့နေတာပဲနော်သူတို့နှစ်ခုကတကယ်လုံးလုံးကြီးခွာပြစ်လို့ဘယ်လိုမှမရဘူးတတိကောင်းလာရင်တမာတိလည်းကောင်းလာတယ်နော်တမာတိကောင်းလာရင်လည်းတတိငနဲ့ကောင်းလာတယ် သို့တော်တမာရီတက်တက်ကတော့လွန်သွားနိုင်တယ်နော်တမာရီတက်တက်လွန်သွားပြီးတော့တတိအင်မတန်အားနည်းသွားတာမျိုးဖြစ်နိုင်တယ်နော်လုံးလုံးတော့ကျင်းမသွားနိုင်ဘူးနော်အဘိဓမ္မာတရားလေးလာကြည့်စိတ်တွေတရားပြန်ကြည့်လို့ရှိရင်တတိကောင်းတမာရီကောင်းနေတတိပါနေတာတွေ့ရတယ်နော်ကုသိုလ်စိတ်ဖြစ်တဲ့တမာရီနဲ့ရှင်တဲ့စိတ်ထဲမှာတတိကလည်းပါနေတာတွေ့ရတယ်ဘာလို့ဆိုမောဟဖြစ်နေရင်သူကုသိုလ်စိတ်ကဖြစ်ကုန်မဖြစ်နိုင်ဘူးနော် တော့သတိနဲ့တမာရီဟာတဘာဝချင်းအင်တန်နီးဆက်တယ်တွဲပြော်နေတာများတယ်တခါလေတမာရီအားကောင်းတယ်တခါလေတမာရီယော့သွားတယ်တခါလေသတိအားကောင်းတယ်တခါလေသတိကယော့သွားတာပဲရှိတယ်နော်အဲ့တော့သတိတမာရီကောင်းလို့ဉာဏ်ပညာကြီးလာတဲ့လူဟာသူကပို့ပြီးတော့သိနိုင်တယ်မြင်နိုင်တယ်ခံစားနိုင်တယ်နော်ကိုယ်အစိတ်ထမှာဖြစ်တာကိုလည်းပဲကိုယ့်အကူပြန်ကြည့်လို့ရှိရင်ပို့ပြီးတော့သိတယ်ပို့ပြီးတော့မြင်တယ်ပို့ပြီးတော့ခံစားလို့ရတယ်အဲ့တော့ကိုယ့်ကိုယ်ကိုပို့ပြီးတော့သိလာလေလေသူတဘာကိုလည်းပို့ပြီးတော့ကိုချင်းစာနိုင်လေလေဖြစ်လာတယ်နော် ကိုကိုတိုင်မေတ္တာဘလောက်ငတ်လဲဆိုတာသိလို့ရှိရင်သူတို့ဘာဘလောက်မေတ္တာငတ်တယ်ဆိုလည်းသိတယ်နော်အဲ့တော့ပေးခြင်းလေနော် sensitivity ပိုကောင်းလာတဲ့အတွက်ကြောင့်သူတို့ဘာထိခိုက်သွားမှနိမ့်နံသွားမှာမလုတ်ချင်ဘူးနော်ကိုခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့တဘာဝတရားတွေကိုရှုမှတ်ပြီးတော့နေရင်ကနေပိုသိလာတဲ့ခါမှာတခါတလေသူများခန္ဓာမှာဖြစ်နေတာသူများစိတ်မှာဖြစ်နေတာကိုမှန်းကြည့်လိုက်ရင်လည်းပဲတော်တော်များများသိလာတယ်နော်တော်တော်ကိုနည်းနည်းဆဆသိလာတယ်အဲ့တော့သူများဒုက္ခရောက်နေတာကိုမြင်တဲ့ခါမှာ တခါလေကိုယ်စိတ်နဲ့သူ့ကိုကျူးနှုတ်ကြည့်တဲ့ခါမှာနော်ကိုယ်ဒုက္ခရောက်တယ်လို့ပဲခံစားရတယ်နော်သူ့လောက်တော့ရကန်လုံးပြေတော့ထပ်ထွက်မြတော့မဖြစ်နိုင်ဘူးဆိုပါတော့နော်ဒါပေမဲ့တော်တော်များများအတိုင်းအတာထိကိုသူများစိတ်ထဲမှာဘယ်လိုခံစားရမလဲဆိုတော့သူသိတယ်နော်သူကိုယ်တိုင်ခံစားလိုက်ရတယ်လို့ပါပဲနော်အဲ့လိုဖြစ်သွားတာဒါကြောင့်သူ့မှာငါသူတစ်ပါးဆိုတဲ့ခွဲခြားမှုဟာတဖြည်းဖြည်းနည်းသွားတယ်နော်အတ္တဆွဲကြည့်ကြည့်နဲ့ငါသူဆိုတဲ့ခွဲခြားမှုနည်းသွားပြီးတော့ သူနဲ့ငါနဲ့ဆိုတဲ့အားလုံးဟာဟိုဆက်ဆက်မှုပိုရှိလာတယ်နော်အဲ့လိုတကယ်တော့လူတွေအားလုံးဟာဆက်ဆက်နေတာပါ feel ကြီးတစ်ခုတည်းမှာပဲနေတာပါနော်ဒီတယောက်စိတ်ဆင်းရဲနော်တယောက်ကအနေနဲ့များတော့စိတ်ဆင်းရဲမှုဖြစ်သွားတာပဲနော်ကိုစိတ်ချမ်းသာရင်သူများလည်းပဲအနေနဲ့များတော့စိတ်ချမ်းသာတော့တာပဲအဲ့တော့အဲ့လိုသတိသမားတွေကောင်းလာတဲ့လူဟာငါတယောက်တည်းစိတ်ချမ်းသာအောင်နေမယ်ဆိုတဲ့စိတ်မျိုးသူမထားတော့ဘူးနော်ငါစိတ်ချမ်းသာဖို့ဟာသူများလည်းစိတ်ချမ်းသာမှဖြစ်မယ်ဆိုတာကိုသူသဘောပေါက်လာတယ်နော်တကယ်သတိထားကြည့်ရင်လည်း လက်တွေ့မှာအဲ့တိုင်းဖြစ်နေတာကိုတွေ့ရတယ်ဥမာအနိစဆုံးဆိုရင်ကိုမိသားစုထဲမှာတရားအောင်စိတ်ဆင်းရဲနေဘယ်နဲ့နေလဲနော်အားလုံးပဲအနေနဲ့များတော့စိတ်ဆင်းရဲသွားတာပါ